ဟုတ်ရဲ့လားကိုချစ်တဲ့လူတွေကလည်းတည်မှာပဲလေသူတို့တည်တာကိုကိုမကြည့်ချင်ပါဘူးဆိုရင်ဘယ်လိုလုပ်ဖို့ရှိတော့ကိုကသူတို့အရင်တည်ဖို့ပဲရှိအဲ့ဒါကတော်တော်ပူပူတောင်ဆိုးသွားသေးတယ်ဟုတ်လားတရားယူမိုင်းမြတ်သူတို့တည်တာကိုမကြည့်နိုင်ဘူးဆိုရင်ကိုတည်တာသူတို့ကြည့်ဖို့ပဲရှိတယ်ခက်တာကသူတို့တည်တာလည်းကိုမကြည့်ချင်ဘူးကိုတည်တာဆိုရင်ဘလိုတောင်မကြည့်စေချင်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိသက်ပေါင်းသူတော်ပေါင်းတို့ကိုကိုဆွန့်ခွာသွားတဲ့ပုံကိုယ်တွေအတွက်နဲ့ကိုဒီလောက်ခံစားရတယ်ဆိုရင် ကိုကစွန့်ခွာသွားမယ့်အခါမျိုးမှာဘယ်လောက်ခံစားရမလဲဆိုတာစဉ်းစားဖို့လိုတယ်။ကိုကျင်းတို့ပြောနေကြစကားတခွန်းရှိတယ်ဗျာ။နော်။ကိုချစ်တဲ့လူတေလို့ကိုသွေးကသားတွေကတေလို့ကိုအမျိုးတွေကတေလို့ရှင်ရဲ့ဒုက္ခရောက်ကြတယ်ဆိုတာကိုနဲ့အဲ့ဒီတယောက်နဲ့ပဲခွဲတာ။နော်။ကိုနဲ့အဲ့ဒီတယောက်ပဲခွဲတာနော်။ကိုကိုတိုင်းတေပြီဆိုရင်တော့ကိုနဲ့အားလုံးခွဲတာ။တယောက်တယောက်ချင်းခွဲတာတောင်တိတ်ပြီးတော့တုံလုတ်တယ်ဆိုရင် တယောက်နဲ့အားလုံးနဲ့ခွဲရပြီဆိုရင်တော့အကြီးအကျယ်တုံလို့ဖို့ရသေးကြတယ်။ဟုတ်ရဲ့လား။ဒါကြောင့်ပိသက်ပေါင်းသူတော်တို့ပေါ့ပေါ့လေးမတွေ့နဲ့ဒီကိစ္စက။နော်ဒေဂာလီမှာတီတီငင်ငင်အေးအေးချမ်းချမ်းရှိဖို့ဆိုတဲ့ဒီအကြီးအသေးကိုရှိဖို့အတွက်ရဖို့အတွက်တေခြင်းတရားကိုစဉ်းစားဖို့မလိုဘူးလား။လိုတယ်။တေခြင်းတရားကိုစဉ်းစားရင်တော့ကိုကိုယ်တိုင်သိရင်လည်းတည်ငြိမ်လိမ့်မယ်။ကိုသွေးကိုသားတွေကသိရင်လည်းတည်ငြိမ်မှာပဲ။ဒါလည်းမတွေ့ဘူးမကြုံဘူးလို့မဆိုနိုင်ဘူးနော်။လောကကြီးကအကန့်တရားတွေကအလွန်ဆန်းကျင်တာကို